သားစုနဲ့ကဟိုးအင်းနဲ့ကမြေအိတ်ကတော်တော်များများတရမဝင်လူထားဘူးတယ်။ဒါကြောင့်ဥနေအောင်ထွန်းကလည်းပညာရဲ့ပြည့်မှတ်တစ်ခုဖြစ်ကောင်းဖြစ်လာနိုင်တယ်။ဥနေအောင်ထွန်းတစ်ခုခုဖြစ်သွားတော့မှငါနောက်ကျသွားပြီဆိုပြီးရှင်းလောင်းတာမရနဲ့။ကျမထင်အောင်ရှင်းပြပြတာပါ။ရှင်းနာမြူနာရှင်းပါ့မယ်။ နေကောင်းလားနေကောင်းတယ်မင်းဖုန်းအမမျောနေတာဘယ်ပြောက်နေရလဲကျွန်တော်အဖြစ်ကောင်ပြောချင်ပါမှာလေကျွန်တော်ကအမေနဲ့ညီမကိုလိုက်ရှာနေရှမ်းကမှာတော့အမစုံစမ်းခိုင်းတာရှိတယ်ဒါမဲ့ဒီဘက်မှာလည်းဘာမှမထူးကြဘူးပြောစရာဘာမှထူးကြသေးဘူးမကောင်လေးကကျွန်တော်ပြီးရည်တယ်ဒီချိန်မှာမင်းဘလောက်တော့ကောက်ရောက်နေမလဲဆိုတော့အမလည်းနားလဲပါတယ်ဒါမဲ့အခုလောလောဆယ်တော့ပို့ပြီးတော့တတိထားလိုက်ပါ အမေနဲ့ညီမလေးကိုတွေ့ကျင်တယ်ဆိုတော့လည်းအပြင်လေးရှောက်သွားမနေနဲ့မထောက်တော့ဘူးမှာကျွန်တော်အပြင်တကားထွက်ရဖို့တော်တော်လေးကိုစဉ်းစားယူပါတယ်ဒီကောင်နဲ့တော်တော်လူပွားဝလုံနေမှာသူတို့ခိုင်းနေအားလုံးကလည်းဘာတစ်ခုမှတရားဥပဒေနဲ့မလို့ကျွန်တော်ဘာဆက်လို့လို့လုပ်ရမှာလဲမသိဘူးကျွန်တော်ကြောက်ဝဲရခင်ကကိုတကောင်လိုပဲမှာခုချိန်မှာရှင့်လဲလျှောက်တာပြားလဲဆွဲတာတော့ပဲကောင်းပါတယ်မောင်လေးဒီကောင်နဲ့မင်းဟော အရန်ခိုင်းနေရဆိုလို့ရှင်လဲမင်းတိတ်လုပ်ပေးမနေနဲ့အဲ့ဒါမှမင်းကိုတိတ်မခိုင်းရင်တို့လိုချင်တာအဖေရဲ့ပန်းစင်းနဲ့ပတ်စဝတ်တယ်အဲ့ဒါရကျွန်တော်ကရှိမှမရှိပါကျွန်တော်ဘယ်လိုတော့ပေးပါလဲဒါတော့ဒီကောင်နေတော်တော်တရားလွန်တာပဲဒါတော့တို့တိစရာမှမလိုပါတို့အချင်းအားလည်းမသေးပါဘူးမပါစင်တာပါလဲမှာ ကဲအဲ့ဒါတွေထားပါနောက်နောက်ဆက်အမစဉ်းစားထားတာတခုရှိအဝမ်း anything ကြီးကိုမှတ်မိလားမှတ်မိရပြီဘာဖြစ်လို့လဲမင်း anything ကြီးစီကိုသွားလိုက် anything ကြီးနဲ့ any ထိတ်ထားနေဟာအဆက်အသွယ်ရှိတော့တယ်အဲ့တော့သူတို့အဆက်အသွယ်ရှိမရှိကိုမရအောင်စုံစမ်းအကယ်လို့ရှိရဆိုလို့ရှိရင်ဘယ်အချိန်ကြီးရှိခဲ့လဲဆိုတော့မင်းသိအောင်တော့သူစီကတော့မင်းတခုခုရလာနိုင်မယ်လို့ထင်တယ် အန်နီတင်ကြီးနဲ့အန်နီထိတ်ထားအရင်နှီးဆုံးနေပြီအမသွားလို့ရှင်ကအဆင်မပြေအဲ့ဒါကြောင့်မလို့အာမပြောရကျွန်တော်စိုးရအဖေနဲ့ကွေးနဲ့ကြာပြီဆိုတော့ကျွန်တော်အကိစ္စမေ့နေတယ်ကျွန်တော်သူ့စီရောအချိုးချောင်းတောင်းပေးတဲ့နေထိုင်နေတော့ဟုတ်ပြီအဲ့ဆိုမင်းသူ့စီကိုကြောက်အောင်သွားလိုက်ဟုတ်ကဲ့မကျွန်တော်မပြန်တော့လိုက်ပဲလေအင်းဟုတ်ပြီနော် ကျမတောင်းကြီးသွားဖို့လိုရလားစီစဉ်ညာရှိရင်စီစဉ်ထားလားဟမ် သားရောက်လာလိမ့်မယ်ဆိုတာအနီတင်ကြီးကကျူတိပီးသားပါကွယ်ကျွန်တော်ရောက်လာမယ်ဆိုတာအနီတင်ကြီးကဘယ်လိုသိနေလဲသားမိသားစုကိစ္စနဲ့ပတ်သက်ပြီးတော့အနီအင်ကို CID